မင်္ဂလာပါခင်ဗျရန်ကုန်ကစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်အစိုးရ NUG အနေနဲ့တပတ်တပ် PRP အပြစ်ခတ်ရစဲရေးကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့အတိအလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။စကိုင်းနိုင်ငံတပင်းရင်မြို့နယ်မှာအချက်ဖက်စကောင်စီကစတင်ကြောင်းကိုလိန်နဲ့ပုံချမှုကြောင့်ကျောင်းသားကျောင်းသူအယောက်20နဲ့ဆရာမ2ဦးသေဆုံးမှုကိုကုလသမဂ္ဂအစည်းအဝေးမှာတမန်ကြီးကုကျော်မုထွန်းကတင်ပြလိုက်ပြီး မြန်မာစစ်အုပ်စုကိုကုညီနေတာတွေရက်တန်းကရက်ချပို့ကူပါတောက်ဆိုတဲ့ဒင်းပါဝဲနောက်ဆုံးရရှိထားတဲ့ဒင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့ဒင်းကတော့အမျိုးသားညီအစိုးရ NGO အနေနဲ့တဖက်သက်ဖိအားပေးအပြစ်ခတ်ရစဲရေးကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့အတိအလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ဒါကိုလည်း NGO ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တင်းစကားပြောကြားခြင်းအစီအစဉ်မှာ NGO ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထည့်သွင်းပြောဆိုသွားတယ်လို့လက်ရှိမြမအရေးအတွက် နိုင်ငံတနိုင်ငံကနေနှိစရာညှိနှိုင်းမှုတွေနဲ့အကြက်ကင်လို့ရတဲ့အင်အားစုတွေကိုနီလန်ပေါင်းစုံတုံးပြီး PRP ဆွေးနွေးခိုင်းမှုတွေဟာအကျိုးမရှိဘဲသွေးကွဲမှုတွေနဲ့တင်းမာမှုတွေကိုသာဖြစ်ပေါ်စေနိုင်တယ်လို့ဆိုထားပါတယ်။အဲ့ဒီအတွက်မြန်မာညီအစိုးရအင်ဂျီအနေနဲ့ကတော့အဲ့ဒီလိုပုံစံမျိုးတွေနဲ့တစ်ဖက်သက် PRP ပြီးအပြစ်ခတ်ရစဲရေးကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်ဘဲနိုင်ငံကအတိုင်းဝိုင်းအနေနဲ့ အထူးသဖြင့်အာဆီယံနဲ့အိန္ဒိယနိုင်ငံတွေရဲ့စူးစီးညီညွတ်တဲ့ကြိုးပမ်းမှုမျိုးကိုသာလမ်းဖွင့်ထားတယ်လို့ MG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပွန်းလက်ကပြောထားပါတယ်။လက်တော်အကြံဖက်စစ်အုပ်စုဘက်ကနိုင်ငံတကာကိုလူကြားကောက်အောင်ဟန်ပြအပြစ်ခတ်ရစရေးကြေညာနေပြီမဲ့သူတို့ကိုယ်တိုင်ပဲအဲ့ဒီကြေညာချက်တွေကိုချိုးဖောက်နေပြီနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေမြေပြင်စစ်ကြောင်းထိုးမှုတွေကိုဇက်တိုက်လုပ်နေသလိုအဲ့ဒီလိုစစ်ကောင်စီဘက်ကအကြံဖက်တိုက်ခိုက်မှုတွေကြောင့် တို့စစ်တပ်ကအပြစ်ရဲ့ကြီးညာထားတဲ့ကာလမှာတည်းအရသာပြည်သူအယောက်300ကျော်တိဆုံခဲ့ရပြီဖြစ်တယ်လို့ဥနေပုံးလကပြောထားပါတယ်အဲ့ဒီတော့မြန်မာအရေးမှာနိုင်ငံတကာအနေနဲ့အမှန်တကယ်အပြစ်ခက်ရစေးဖြစ်စေခြင်းရင်နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလိုအပ်မှာဖြစ်တယ်လို့ချိုးဖောက်တဲ့သူကိုဘလို့အရေးယူမလဲဆိုတာလဲပေါ်ဝင်ရမှာဖြစ်ပြီးဒီအတိုင်းပြောနေရုံနဲ့တော့မြန်မာစစ်အုပ်စုရဲ့ဟန်ပြအပြစ်ခက်ရစေးဟာသူတို့ကိုယ်တိုင်မဲ့လွယ်လွယ်ကူကူချိုးဖောက်ကျူးလွန်နေတာဖြစ်တဲ့အတွက်အမျိုးသားညီညွတ်အစိုးရအယူကြီးအနေနဲ့ကတော့ တဖက်သက်ဖိအားပေးအပြစ်ခတ်ရစေးရေးကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့အတီလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကတပင်းမြို့နယ်မှာအချက်ဖက်စကောင်စီကစာတင်ကြောင်းကိုလင်းနေတဲ့ဘုံကျဲမှုကြောင့်ចောင်းသားចောင်းသူအယောက်20နဲ့ဆ iam မ2ဦးသေဆုံးမှုကိုကုလသမဂ္ဂအစည်းအဝေးမှာတာမကြီးဥကျော်မိုးထွန်းကတင်ပြလိုက်ပြီးမြန်မာစစ်အုပ်စုကိုကူညီနေတာတွေရက်တန်းကရက်ကြပုဂ္ဂိုလ်ပါတောင်းဆိုလိုက်ပါတယ်ဒါကတော့မေလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အမေရိကန်ပြည်ထောင်စုညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အစည်းအဝေးအတွင်းတမန်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်တာပါလက်ရှိမြန်မာနိုင်ငံမှာအချက်ဖက်စစ်ကောင်စီကနေ့စဉ်နဲ့အမျှမစင်မချင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရသားပြည်သူတွေနဲ့အဆောက်အအုံပေါင်းများစွာပျက်စီးဆုံးရှုံးမှုတွေဖြစ်နေပြီးမေလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်စကိုင်းတိုင်းတပင်းမြို့နယ်ကအိုထိန်ကွင်းကျေးရွာစတင်ကြောင်းကိုစစ်ကောင်စီဟာခလေးတွေစတင်နေတဲ့အချိန်ကြီးမှာရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့် ကလေးငယ်အယောက်20နဲ့ဆ iam မနှစ်ဦးတို့ဟာအတီးတီးတိတ်ဆုံးခဲ့ရပြီးဒဏ်ရာရတဲ့သူတွေလည်းအမြောက်များရှိထားတယ်လို့တမ္မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးမှာတင်ပြလိုက်ပါတယ်။အဲ့ဒီအတွက်တချို့နိုင်ငံတွေအနေနဲ့မြန်မာစစ်အုပ်စုကိုနှီးပေါင်းစုံနဲ့ထောက်ပံ့ကူညီနေတာတွေရက်တန်းကရက်ပေးကြဖို့နဲ့လက်ရှိမြန်မာနိုင်ငံဟာဆက်အနာရှင်စနစ်အဆုံးသတ်ပြီး Federal Democracy ပြည်ထောင်စုထူထောင်နိုင်မှသာလေရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးနဲ့တရားမျှတမှုကိုစောင့်ကြည့်နိုင်မှာဖြစ်တယ်လို့လည်းတမ္မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးမှာတင်ပြတောင်းဆိုတော့ပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့စကိုင်းတိုင်းတဘရင်မြို့နယ်မှာအချက်ဖက်စကောက်စီတက်ကလင်းနဲ့ဘုံကျဲမှုကြောင့်တိတ်ဆုံသွားခဲ့ရတဲ့အိုထိန်ကွင်းခြေရွာစာတင်ကျောင်းကကျောင်းသားကျောင်းသူအယောက်20နဲ့ဆရာမ2ဦးကိုတကြိုပြီးစီးသွားပြီဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မေလာ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲတဘရင်မြို့နယ်ကအိုထိန်ကွင်းခြေရွာစာတင်ကျောင်းကိုစစ်ကောက်စီဟာကလေးတွေစာတင်နေတဲ့အချိန်ကြီးမှာရီရွက်ချက်ရှိရှိလင်းနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ကလေးငယ်အယောက်20နဲ့ဆီယမ2ဦးတို့ဟာအတိအသင့်တိတ်ဆုံးခဲ့ရတာဖြစ်ပါလေဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စကောင်စီရဲ့လုပ်ရက်ဟာဂျေးရွာစတင်ကျောင်းမှာကလေးတွေစတင်နေမှတိတိကြီးနဲ့တမင်တကာရည်ရွယ်ချက်ရှိရှိလေရင်နဲ့လာပြီးဘုံကျဲတက်ခိုက်သွားတာဖြစ်တဲ့အတွက်အင်မတန်မှယုံညံ့တဲ့လုပ်ရက်ဖြစ်တယ်လို့ဒီကလေးတွေဆိုတာဘာပြစ်မှလည်းမရှိတယ်လို့အဲ့ဒီစတင်ကျောင်းမှာဘာလက်နက်ကင်မှလည်းမရှိပဲစာဘဲတင်နေတဲ့ကျောင်းသာဖြစ်ပြီးလောလောဆယ်မှာတော့တည်ဆုံသွားတဲ့ဆရာမနှုတ်ဦးနဲ့ကလေးငယ်အယောက်20ကိုတကြိုးပြီးစီးသွားပြီဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းမိကပြောထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အချမ်းဖက်စကောက်စီဘက်ကကျူးလွန်သူစိတ်ခိုင်းသူအားပေးသူပုံဖြတ်သူ မြည်သူကိုမဆိုရန်သူအဖြစ်ပြက်ပြက်တာတာတတ်မှတ်သွားမှာဖြစ်တယ်လို့လေပြည်သူကာကွယ်ရေးတမတော်ရွှေဘူခိုင် PDF တရင်စနစ်ကတည်င်းထုတ်ပြန်ထောက်ပါတည်တယ်ခင်ဗျတဖက်မှာတော့ အချက်ပစကောင်စီဘက်ကကလေးသူငယ်နဲ့ရတပြည်သူတွေမှာမချက်လေးချောင်းကနေဘုံကျဲတက်ပြတ်တိုက်ခိုက်မှုတွေကိုအရှိန်မြင့်နေတဲ့အတွက်လေးချောင်းအန်ရီကိုကာကွယ်နိုင်မှုတော်လန်ဟိတက်တွေထိန်းချုပ်ထားရာမြိုင်မြို့နယ်အတွင်းကစတင်ကြောင်းတွေကိုယာယီပိတ်သိမ်းထားမှာဖြစ်တယ်လို့မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့မေလ7ရက်နေ့ကစပြီးတော်လန်ဟိတက်တွေထိန်းချုပ်ထားရာမြိုင်မြို့နယ်အတွင်းကကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေအနေနဲ့စကောင်စီရဲ့လေးချောင်းအန်ရီကိုယာယီရှောင်ရှားနိုင်မှုအတွက် မြန်မြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့မြေပြင်ကျောင်းတွေအားလုံးကိုခိတယာယီတာပိတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။အခုကာလဟာစကောက်စီဘက်ကကလေးသူငယ်နဲ့အယတပြည်သူတွေပါမချမ်းလေကြောင်းတိုက်ခိုက်မှုတွေကိုမိုးတွင်းမတိုင်မီအရှိန်မြင့်လှုပ်ဆောင်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေရဲ့အသက်အန္တရာယ်ကိုအတက်နိုင်ဆုံးကာကွယ်နိုင်ဖို့အရေးကြီးတာဖြစ်တာကြောင့်လက်ရှိကာလဟာတော်လှန်ရေးကာလဖြစ်တာနဲ့အညီအသက်ကိုညှန်းဆောင်ဆိုသလိုကိုယ့်ရဲ့လုံခြုံရေးအတွက် လူစုလူဝေးမလောက်ကြဖို့နဲ့လေချောင်းအန်ရဲ့အသိပညာပေးအစီအစဉ်တွေကိုလိုက်နာပေးကြဖို့ပါမြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဖမရောစကရနင်ကမုံရမြို့ဥဝင်မဥကိတ်အနီးမှာစကြေးကောက်နေတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းတပ်တွေကြားပစ်ခတ်မှုဖြစ်ပွားပြီးစစ်ကောင်စီတပ်သားနှုတ်ပွဲချင်းပြီးကိုတေကုံချပြီးတဲ့နောက်ပစ်ခတ်မှုအတွင်းတနက်ဝင်ကောက်တဲ့ PDF ရဲဘော်တုံးဦးလဲမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့မုံရခိုင် PDF အမှတ်22တက်ရင်းရဲ့ဘိုးနက်ဆိုးကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလ17ရက်နေ့ကပဲမုံရွာမြို့အဝင်းမအုပ်ကိတ်အနီးမှာခီးသွွားပြည်သူတွေစီကနေစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းတပ်တွေကြားပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီပစ်ခတ်မှုအတွင်းစစ်ကောင်စီတပ်သားနှစ်ဦးကတော့နေရာမှာနေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အချိန်ပစ်ခတ်မှုအတွင်းမှာပဲအဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေစီကနေတနက်တက်ကောက်တဲ့တော်လိုင်းဘက်က PDF ရဲဘော်တုံးဦးနဲ့မြင့်မြတ်စွာအသက်ပေးလူတော်ရတယ်လို့မုံရွာခိုင် PDF အမှတ်22တရင်ရဲ့ဘိုးနဆိုးကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီက လေးမျက်နှာမြုပ်နေတဲ့ကြောက်ပတောင်းမြုပ်နေတွေမှာလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးအတင်းကျပ်ဝင်းရောက်ဖမ်းဆီးဓာတွေလုပ်နေတယ်လို့ဖမ်းဆီးခဲ့ရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မန္တလေးတိုင်းကကြောက်ပတောင်းမြုပ်နေမှာဆိုရင်မေလာစနေနေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲချောင်းပြချေရွာကိုစစ်ကောင်စီတပ်ကစစ်ကား၃စီးနဲ့ဝင်ရောက်လာပြီးခြေရွာတွေကလူငယ်တအုပ်ကိုစစ်မှုထမ်းရမယ်လို့ပြောပြီးတော့အတင်းကျပ်ဝင်းရောက်ရိုက်နဲ့ဖမ်းဆီးသွားတယ်လို့ရွာတွေကကြံတဲ့လူငယ်တွေလည်းအကုန်လုံးထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောထားပါတယ် အလားတူတစ်ဖက်က ERI တိုင်းလေးမျက်နှာမြို့နယ်ကွန်းချံကုန်းကြီးရွာမှာလေလူငယ်အမျိုးသား၅ဦးကိုအချက်ဖက်စကောင်စီတပ်ကအကြောင်းပြချက်တစုံတရာမရှိဘဲပေါ်တာဆွဲဖမ်းဆီးသွားပြီးအဲ့ဒီထဲမှာငွေကြေးပြည့်စုံတဲ့မိသားစုဝင်လူငယ်တချို့လည်းပါနေသလိုအခုချိန်ထိပြန်မလွတ်ပေးဘူးလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာတော့အချက်ဖက်စကောင်စီဟာအခုမေလမှာဖွင့်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်၃အတွက်လူငယ်တွေကိုနှီးပေါင်းစုံနဲ့ပေါ်တာဆွဲဖမ်းဆီးပြီးတသအစ်စုတာတွေနောက်အောင်ရှောက်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ